ကဲမင်္ဂလာပါဗျဒူဒီ KMD မှာပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ဗျမနေ့ကတော့86ဆိုလို့ကျွန်တော်ရဲ့ break line ကတော့မှန်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကျွန်တော်ရဲ့ key ကိုပဲကျွန်တော်က break နဲ့ချုပ်လိုက်တော့ဗျလေး break ဆိုမှလည်းကျွန်တော်မပါတာဆိုလို့3ည4ရဲ့86ရဲ့ပေါ့နော်ဒီနှစ်ခုပဲမပါတယ်မနေ့က4 break က ီနေ့မှာလည်းကျွန်တော်ရဲ့တွက်ဆက်ရရတော့9ချိန်မြောက်ပေါ့နော်ကျွန်တော်ရဲ့တွက်ဆက်ရရတော့ထပ်ပြမယ်ဆိုရင်တော့9ချိန်မြောက်အောင်ပွဲစတိုင်လေးဗျကိုမားတို့ကလည်းကြိုက်နေတော့၃ပေါ့နော်မနေ့ကဆိုလည်းတယောက်ကပေါ့ကျွန်တော်တို့6ကြိုက်တော့ပြောစီရပေါ့နော်6ကြရင်တော့ကျွန်တော်ရဲ့ဗရိတ်လိုင်းနှစ်ခွန်းလေးဗရိတ်လိုင်းနဲ့တွဲထိုးလိုက်ရင်တော့3ကွက်ပဲထိုးရမယ်ဗျမနေ့က ုမောင်ခိုင်ဟိုင်းဟုတ်ကဲ့ပါဗျာမနေ့ညနေရဲ့ live မှာကျွန်တော်ရှင်းပြခဲ့သလိုပေါ့နော်တနင်္လာဖွင့်နေမနေ့မှာညီကိုနဲ့ဆင့်ထားခြင်းကြောင့်ကျွန်တော်တို့ဒီမှာဆိုကျွန်တော်တို့ညီကိုပေါ့နော်တနင်္လာဖွင့်နေမနေ့မှာ6ရှစ်ဆိုတဲ့ညီကိုဆင့်ထားခြင်းကြောင့်6ရဲ့နှက်ခတ်တီ6ရှစ်ရဲ့နှက်ခတ်တီ7 6 6 7ခွေပူးဆိုပြီးတော့သူ့အောက်မှာတော့ ထွက်တယ်ဆိုပြီးကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော်မနေ့ကဆိုရင်ကျွန်တော်6681ခွေဘူးကဒီမှာ66ဆိုပြီးတော့ပဲကဲ့ရမှာပဲလာဆင်းသွားတယ်ဗျာဒီအပတ်တွေပရိသီနှစ်လိုင်းရှိသေးတယ်ပေါ့နော်ရွှေမူဟိုင်းဟုတ်ကဲ့ပါဗျာဒီအပတ်အတွက်ပရိသေနှစ်လိုင်းရှိသေးတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဂျာတာပရိနေပေါ့နော် ဒီမှာဆိုကျွန်တော်တို့တနင်းလာဒီကောင်းဒီကျွန်တော်တို့တောက်ကြပေါ့နော်တောက်ကြဒီမှာကြာတာပလေးပလေးဒီကျွန်တော်တို့ကြာတာပလေးဒီ၃လုံးပေါင်းချင်းပေါ့နော်၃ည၈၃ဒီထိပ်၃လုံးပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ပါဝါ6တစ်6ဒီကျွန်တော်ဒီအပတ်မှာပလေးရှိတယ်ပေါ့နော်အားလုံးမဲ့ဒါလေးကိုလည်းကျွန်တော်အရင်ကတော့စိုက်နေရှင်းပြပေးထားခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ၃ည၈၃ပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ပါဝါ6တစ်6ဒီရောဒီအပတ်မှာပလေးရှိတယ်ပေါ့ ဒီဘက်တော့ break ဒီတစ်ချောက် break တစ်စုံရှိတယ်ကျွန်တော်395 break တစ်စုံရှိတယ်ပေါ့နော်395 break ကိုတော့ကျွန်တော်စိုက်ပြထားခြင်းတော့မရှိသေးဘူးဗျဂိုမာတို့ကဒီ break နှစ်လိုင်းနဲ့ပေါ့နော်ကြိုက်တဲ့ break line ကိုတော့ကစားဗျပြီးကြရင်တော့ကျွန်တော်ဒီဘက်တော့ပေါ့နော်ခုမကျော်အခွေဆိုပြီးတော့ကျွန်တော်အခွေကို9000နဲ့ရောင်းထားတယ်ပေါ့နော်ဒီအခွေဒီလဲကျွန်တော်တို့အခုချီတော့မထွက်သေးဘူးဗျတကယ်လို့ဒီနေ့မှမထွက်သေးခဲ့ဘူးဆိုရင်တော့မနေ့ဖြင်ကြရင်တော့ကျွန်တော် site လေးနဲ့ပဲအကိုမတို့အားလုံးပဲပေါ့နော်ပေါ့စီချင်တာဖြစ်တဲ့အတွက် ဒီနေ့တနေ့ကုန်မှာကျွန်တော်ရဲ့အခွေမထွက်ခဲ့သေးရင်မနေ့ဖြစ်ကြရင်တော့ကျွန်တော် site လေးနဲ့တွေ့ပြပေးမယ်ပေါ့နော်ကိုမအားလုံးမယ်ကျွန်တော်ကြိုက်နှစ်တက်မယ်လို့လည်းထင်နေပြကျွန်တော် site နဲ့ပြရတဲ့ဖြစ်တဲ့အတွက်ပေါ့နော်တကယ်လို့ဒီအခွေကျွန်တော် site ပြတဲ့အခွေထွက်လာခဲ့ရင်တော့ပောက်တယ်ဆိုတဲ့အတန်လေးပဲကျွန်တော်တို့ကြားကျင်နေပြ င်းထက်တဲ့ဟိုင်းဟုတ်ကဲ့ပါဗျကိုကိုရင်ကြီးဟိုင်းနဲ့လင်းမဟိုင်းဟုတ်ကဲ့ပါအလုံးမဲသစင်ဟိုင်းနဲ့အေဒီတာဟိုင်းဟုတ်ကဲ့ပါဗျာနော်အလုံးမဲဒီနေ့မှာမင်္ဂလာပြည့်တဲ့မင်္ဂလာနဲ့ရှိတဲ့ရက်လေးဖြစ်ပါသေးပါနော်မင်္ဂလာပေါ့နဲ့လည်းပြည့်စုံပါစေဗျဒီနေ့မှာကျွန်တော်တို့ကံကောင်းကြပါစေဗျနော်အလုံးမဲပထမဦးဆုံးကျွန်တော်ဆုတောင်းပေးပါလေဗျဒါဆိုရင်ကျွန်တော်ရဲ့ website လေးကိုကျွန်တော်တွက်ပြပေးလို့မယ်ပေါ့နော်ကျွန်တော်ဒီ break line နေရောပါရောပေါ့နော် တွက်ပြတာဖြစ်တဲ့အတွက်အကိုမတို့ကတရားလေးကြည်ပြီးတော့မှမိမိကြိုက်နေတဲ့ရပေါ့နော်ဝမ်းကျင်းဆိုလဲဝမ်းကျင်းတော်လကောင်လုံးမှန်ရှိရင်တော်လကောင်ပေါ့နော်ကျွန်တော်တွက်ပြပေးမယ်ဗရိတ်လိုင်းလေးတွေနေလဲပဲတွဲပြီးတော့ကစားရင်လည်းအဆင်ပြေနိုင်တယ်ပေါ့နော်အော်ဒီမှာဆိုရင် ၃ညရဲ့2ရဲ့ဒီရ3ရဲ့၃လုံးပေါင်းခြင်းဒီ5 5ပါဝါဒီ၃ညာ5နှစ်ခတိ၃၃ညာ၃ဒီရောဒီမှာအချင်းပြကျော်တန်ကိုလေး6အထီးတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီမှာ၃ညာ2 3ပေါင်းခြင်းဒီ5ဖြစ်လို့5ပါဝါ၃ညာ5နှစ်ခတ်၃ပေါ့နော်၃ညာ၃အချင်းမှာ၃ခွန်ထွက်တော့၃ထီလေးဗျာဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်ဒီလဲ 9ရဲ့1ကပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီကခွန်နဲ့ပေါင်းတော့ခွန်9 1ခွန်ပေါ့နော်3လုံးပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနဲ့ခွန်ရဲ့နှက်ခတ်ဒီ3ညာနှစ်3ညာဒီကျော်ဒီမှာအချိန်ပြဒီနှစ်3ညာအချိန်မှာကျွန်တော်တို့3ညာ8ထွက်တော့3ညာထီတယ်ဗျဒါဆိုရင်နောက်တစ်ပင်ရလဲ၈ရဲ့၈ကိုပေါင်းခြင်းဒီ၆၆နဲ့ဒီရဲ့၈နဲ့ပေါင်းတော့၄ ရှစ်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 သုံးလုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီ၉၄ရဲ့နှက်ခတ်ဒီနှစ်၉နှစ်ဒီကျွန်တော်ဒီမှာအချိန်ပြကျော်ဒီ6နှစ်အချိန်မှာနှစ်တထွက်တော့နှစ်ထီတယ်ဗျအားလုံးမဲနားလည်ကြမယ်ထင်တယ်ပေါ့နော်အကူမတို့ကကြိုက်နေတက်မှလည်း3ဒါဆိုရင်ကျော်နောက်တစ်ပင်ဒီ8ရယ်4ရယ်ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရက်1နဲ့ပေါင်းတော့3 8လေး1ပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါဒီ သုံးနှက်ခက်တီငါရှင်းငါဒီတော့ဒီမှာအချိန်ပြတော့ဒီရှင်းငါအချိန်မှာ6ရှစ်ထွက်တော့ရှစ်ထီတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ1ချိန်တီ3ရခွင်ပေါင်းချင်းတီ3ညာ3ညာနဲ့ဒီရ8နဲ့ပေါင်းတော့ရှစ်3ခွင်8ပေါင်းချင်းတီကျွန်တော်တို့ရှစ်ဖြစ်လို့8ရပါဝါတီ3ရှင်းရနှက်ခက်တီ1 3တဲ့ဒီကျွန်တော်ဒီမှာအချိန်ပြ ားလုံးပဲဝမ်းကျင်တိုင်းလေးနားလည်ကြမယ်ထင်ပါလေပြနော်ကျွန်တော်ဒီမှာ၃ည3ပေါင်းချင်းဒီ5ဖြစ်လို့5ပါဝါ၃ည5နှစ်ခတ်3ပေါ့နော်၃ည3အချိန်မှာ3ခွန်ထွက်တော့3ထီတယ်နောက်တစ်ပင်ဒီလဲ6ရဲ့7ရဲ့ဒီရခွန်ရဲ့3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နှစ်ခတ်ဒီ3ညပေါ့နော်2 3ညအချိန်မှာ3ည8ဆိုတော့3ညထီလေပြနောက်တစ်ပင်ဒီလဲ8ရဲ့8ရဲ့ဒီရ8ကဲ3လုံးပေါင်းချင်းဒီ8ဖြစ်လို့ နော်ဒီသုံးလုံးပေါင်းခြင်းဒီရော၄ဖြစ်လို့၄ပါဝါတီ၉၄နှစ်ခက်တီနှစ်ပေါ့နော်၉နှစ်အချိန်မှာ၄တစ်ဆိုတော့၄ထီတယ်ဗျနောက်တစ်ပင်ဒီ၈ရယ်၄ရယ်ဒီရက်တစ်ကပေါင်းခြင်းဒီ၃ဖြစ်လို့၃ပါဝါ၈၃နှစ်ခက်၅၈၅အချိန်မှာကျွန်တော်တို့၉ရှစ်ဆိုတော့၈ထီတယ်ဒါကြောင့်မို့ဒီနေ့အတွက်ဒီ1ကျင်းလမ်းဆက်ပြီးရင်3ရဲ့ခွင်ရဲ့ဒီရက်၈ကဲ3လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ပါဝါဒီ3 8နှစ်ခက်ဒီ1 3တက်ဒီအချင်းပြ ဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ်ဝမ်းကျင်းလေးပေါ့နော်ကျွန်တော်ကတော့ဝမ်းကျင်းအပြီးပေါ်လေးတွေကိုတွက်ပြပေးတာဖြစ်တဲ့အတွက်ကိုမတို့ကကြိုက်နေတဲ့ရင်တော့တုံးပေါ့နော်မကြိုက်ရင်တော့လည်းမတုံးနဲ့ပေါ့ဗျာ တန်တန်ဆိုတော့ထိုင်းပါဝါနဲ့နှက်ခတ်ပြောပြပါတယ်ကျွန်တော်တော့ထိုင်းပါဝါထိုင်းနှက်ခတ်တော့မသိဘူးပြန်နော်ဒါတော့ကျွန်တော်အမှန်ကန်ရိုးရှင်းဆုံးပြောပြတာကျွေးချယ်ဦးကြော်လာမသိပြန်နော်မင်္ဂလာပါမိတ်ဆွေဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုကျွန်တော်ဒီမှာဒီ တုံညာရဲ့နှစ်ရဲ့တရားတုံညာရဲ့ဗောနော်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါဒီခွန်းနှစ်ခွန်းဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီနှစ်ခွန်းအချိန်မှာလဲကျွန်တော်တို့သုံးခွန်းထွက်တော့ကျွန်တော်ဒီမှာခွန်းထိတယ်ဗောနော်ဒီမှာဒီကျွန်တော်တို့တုံညာသုံးအချိန်ကိုနှစ်ခွန်းနဲ့တွဲရမယ်ဗျတွဲရင်ဒီရသုံးဒီရခွန်းနဲ့သုံးခွန်းဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်ရာ6ရဲ့1ကပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီက3နဲ့ပေါင်းတော့လေ3ပေါ့နော် 9ရဲ့တက်က3ရဲ့ပေါင်းချင်းဒီ3ဖြစ်လို့3ဘဝတီရှစ်3ရှစ်ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ3ရှစ်အချိန်မှာလဲ3ည6ထွက်တော့8ထီတယ်ဒီမှာဒီလဲ1ချိန်ဒီ2ည3အချိန်3ရှစ်အချိန်ပေါ့နော်တွဲရင်ဒီက3ည3ည8နဲ့3ည8ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်နောက်တစ်ပင်ဒီလဲ၈ရဲ့၈ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့3ညနဲ့ပေါင်းတော့လဲ6ပဲဗျ။ ရှစ်ရှစ်၃ညာ၃လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ1 6တက်ကျွန်တော်ဒီမှာအချိန်ဒီ6တက်အချိန်မှာကျွန်တော်တို့1တက်ထွက်တော့တက်ထီတယ်ဒီမှာဒီလဲ1ချိန်2ချိန်ဒီ9နှစ်အချိန်6တက်အချိန်ပေါ့နော်ဒီမှာတွဲရင်ဒီရ2ဒီရ1နဲ့1တက်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီလဲ6ရဲ့4ရဲ့ပေါင်းခြင်းဒီ2 2နဲ့ဒီရ1နဲ့ပေါင်းတော့4 ရှင်းလေးနှစ်ပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါတီကို၄၉ဒီကျွန်တော်ဒီမှာအချိန်မဲ့ဗျ။ကျွန်တော်ဒီ၄၉အချိန်မှာလဲ၉၈ဆိုတော့၉ထီတယ်။ဒီမှာဒီလဲ1ချိန်ဒီကျွန်တော်တို့၈၅အချိန်၄၉အချိန်ပေါ့နော်။တွဲရင်အပြည့်ပေါက်ဖြစ်တယ်။ဒီရ၉ဒီရ၈နဲ့၉၈ဆိုပြီးတော့ထွက်တယ်ဗျ။ကောင်းကောင်းကုမင်းနဲ့၉လေး၉လေးချိန်နဲ့ဟုတ်ကဲ့ပါဗျာနော်။ဒါဆိုရင်တော့ဒီမှာဒီ၃ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ၃ညာ၃ညာနဲ့ဒီရ၉နဲ့ပေါင်းတော့၉ သုံးခွန်ကိုပေါင်းခြင်းဒီကိုဖြစ်လို့ကိုရဲ့ဘာဝတီလေးကိုလေးဒီကျွန်တော်ဒီမှာအချိန်ညအဲ့ကြောဒီမှာဒီ1ချိန်ဒီ3တက်အချိန်ကိုကိုလေးနဲ့တွဲရင်ကျွန်တော်တို့အပြည့်ပေါက်ဖြစ်တဲ့ site ပေါ့နော်1ချိန်နေရတော့ကျွန်တော်နောက်ထပ်တွက်ပြမယ်ဆိုရင်တော့တွက်ပြလို့ရရတယ်ပေါ့နော် ကျွန်တော်နောက်ထပ်ဝမ်းကျင်းတီးပေါ့နော်နောက်ထပ်ဝမ်းကျင်းတီးကျွန်တော်ဒီ၃လုံးပေါင်းကျင်းကိုလည်းဝမ်းကျင်းယူလို့ရတယ်ဗျ၁98ပေါင်းကျင်းတီး၈ဖြစ်လို့၈ပါဝါ၃ပေါ့နော်၈၃အချင်းဆိုလည်းဒီမှာ၃ခွင်ဆိုတော့၃ထီတယ်နောက်တစ်ပင်တီး၂ရ၈ရဒီရ၈ကဲ၃လုံးပေါင်းကျင်းတီး၈ဖြစ်လို့၈ပါဝါ၃ဒီ၈၃အချင်းမှာလည်း၃ည၈ထွက်တော့၈ထီတယ်ဗျအဲဒါနောက်တစ်ပင်က၁ရ၈ကဲပေါင်းကျင်းတီး၉၉နဲ့ဒီရ၃နဲ့ပေါင်းတော့၂ ဒီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါခွန်ပေါ့နော်နှစ်ခွန်အချင်းမှာလဲနှစ်တစ်ဆိုတော့နှစ်ထီတယ်နောက်တစ်ပြန်ဒီ၈ရဲ့3ရဲ့ဒီရ3ရဲ့သုံးလုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ပါဝါကို၄ကိုအချင်းမှာလဲ၉ရှစ်ဆိုတော့၉ထီတယ်ဗျဒါဆိုရင်ဒီနေ့မှာဒီ1ချင်းလမ်းကိုဆက်ပေးမယ်ဆိုရင်၄ရဲ့3ရဲ့ပေါင်းခြင်းဒီခွန်ခွန်နဲ့ဒီရ8နဲ့ပေါင်းတော့9ပေါ့နော်9ပါဝါ3ညာ9 3ညာအချင်းလဲရှိတယ်ဗျဒါမင်းမင်းနဲ့၃ကိုကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်တော့ကျွန်တော်ဗရိတ်တိုင်းလေးတွေပဲတွက်ပြပေးမှာပေါ့နော် ကျွန်တော်ဒီမှာဒီ9တုံညာအချိန်လည်းရှိတယ်နောက်ထပ်ဝန်ကြီးတစ်ခုလည်းကျွန်တော်ရှိသေးတယ်ပေါ့နော်ဒီနေ့မှတော့ကျွန်တော်တစ်ပိုင်ကိုတော့ပို့ကြိုက်တယ်ဗျတစ်ပိုင်ကိုကြိုက်ရတဲ့အကြောင်းကြီးပေါ့နော်ကျွန်တော်ဝန်ကြီးလေးပဲတစ်ခါတည်းတွက်ပြထားလိုက်မယ်ဗျာနော်ပြီးကြမှာဗရိတ်လိုင်းနေကျွန်တော်တွက်ပြရမယ်ဗျာ ။နော်ဒီမှာဆိုရင်၈ရက်တက်ကပေါင်းချင်းဒီ၉၉နဲ့ဒီရက်တက်နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းချင်းဒီ၃ညဖြစ်လို့၃ညရဲ့နှစ်ခတ်ဒီခွန်၃ညခွန်ဒီလည်းအချင်းပြ။ဒီ၃ညခွန်အချင်းလို့ယူမယ်ဆိုလဲဒီမှာ၃ခွန်ထွက်တော့ခွန်ထိတယ်။ဒီမှာဒီဝမ်းချင်းဒီကျွန်တော်၃ည၃အချင်း၊နှစ်ခွန်အချင်း၊၃ညခွန်အချင်းပေါ့နော်။ဒီမှာတူညီတာဒီကျွန်တော်ဒီမှာခွန်ဒီမှာခွန်မို့ခွန်ပိုင်းကို၃ည၃နဲ့တွဲရင်တော့ကျွန်တော်တို့နှစ်ကွက်ရမှာပေါ့နော်။80ခွန်3ဆိုတော့နှစ်ကွက်မှာ3ခွန်ဆိုပြီးတော့ထွက်တယ်ဗျ။ ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီ၈ရဲ့၈ကပေါင်းချင်းဒီ6 6နဲ့ဒီရဲ့2နဲ့ပေါင်းတော့၈ဒီ3လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့၅ခက်ဒီ၈တက်ဒီတော့ဒီမှာအချိန်ပြတော့ဒီ၈တက်အချိန်မှာလဲကျွန်တော်တို့၃ည၈ဆိုတော့၈ ठी တယ်ပေါ့နော်ဒီမှာဒီ1ချင်းဒီ2၃ညအချိန်3 8အချိန်8တက်အချိန်ဆိုတော့2ညတာဒီကျွန်တော်တို့ဒီမှာ၈ဒီမှာ၈ပေါ့နော်အကြောင်းမို့၈ဘိုင်း၈ဘိုင်းကို၂၃ညနဲ့တွဲရင်ခဏ၂ကွက်ထွက်မယ်ဗျ။၂၈ရဲ့၃ည၈ရဲ့ပေါ့နော်။ အဲ့ဒီမှာတော့ကျွန်တော်တို့38ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်ဒီ3ရဲ့4ရဲ့ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်1နဲ့ပေါင်းတော့8 3 4 3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့နှက်ခတ်ဒီ8 8ဒီကျွန်တော်ဒီမှာအချင်းဒီ8 8အချင်းမှာလဲကျွန်တော်တို့2 1ဆိုတော့1ထီတယ်ပေါ့နော်ဒီမှာဒီလဲ1ချင်းဒီ9 2အချင်း6 1အချင်း8 1အချင်းဆိုတော့တူညီရာဒီဒီမှာ1ဒီမှာ1မို့ကျွန်တော်တို့1ပိုင်ပေါ့နော်1ပိုင်ကိုကျွန်တော်ဒီ9 2နဲ့တွဲရင် 6-1ရဲ့1-1ရဲ့ဆိုတဲ့ကဏ္ဍ2ကွက်မှာ1-1ဆိုပြီးတော့ထွက်တယ်ဗျ။အဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ3ရဲ့ခွန်ရဲ့ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရဲ့8နဲ့ပေါင်းတော့လဲ8 3ခွန်8ပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့နှက်ခတ်ဒီ8တဲ့ဒီကျွန်တော်ဒီမှာအချိန်မြတ်ဒီ8တဲ့အချိန်မှာလဲကျွန်တော်တို့6 8ဆိုတော့8ထီတယ်ပေါ့နော်ဒီမှာဒီလဲ1ချင်းဒီ8 9အချိန်4 9အချိန်8တဲ့အချိန်ဆိုတော့ တူညီတာဒီဒီမှာရှစ်ဒီမှာရှစ်အဲ့တော့ကျွန်တော် ရှစ်ပိုင်းရှစ်ပိုင်းကိုဒီ၄၉နဲ့တွဲရင်ကျွန်တော်တို့၄၈ရယ်၉၈ရယ်ဆိုတဲ့နှစ်ကွက်မှာ၉၈ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာရှစ်ရယ်၆ကပေါင်းခြင်းဒီ၄၄နဲ့ဒီရက်၄နဲ့ပေါင်းတော့ရှစ်ဒီ၃လုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရယ်နှစ်ခက်ဒီတဲ့ရှစ်တဲ့ဒီကျွန်တော်ဒီမှာအချိန်ဗျကျွန်တော်ဒီမှာအပေါ်မင်းတိုင်းဆက်ပေးမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ 3တအချင်း6လေးအချင်း8တအချင်းဆိုတော့တူညီတာဒီကျွန်တော်ဒီမှာ1ဒီမှာ1အဲ့တော့ကျွန်တော်တက်ပိုင်းပေါ့နော် တက်ပိုင်းကို6လေးနဲ့တွဲရင်တော့1 9 1 4ဆိုပြီးတော့အပေါ်ပင်တိုင်းဆိုရင်တော့ main နှစ်ကွက်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော် break line လေးတွေကိုတော့တွက်ပြပေးမယ်ဗျအခုမှတော့အကြိုက်ပိုင်းရင်တော့3ပေါ့နော်အစောနောက်ဝန်ချင်းဒီကျွန်တော်တို့3 9ဝန်ချင်းလည်းတွေ့ထားတယ်ပေါ့နော် ဘရိတ်လဲရင်တော့ကျွန်တော်နှစ်လိုင်းပြမှာပေါ့နော်ကျတော့ဒီမှာဒီထိတ်စီးလက်ပေါ့မှာပေါ့နော်ဒီကဒီက3ညာခွင်ရ3ညာထိတ်ရ3ညာ3ဟာ3ညာထိတ်ရ3ညာ3ညာပေါင်းခြင်းဒီကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီ3ညာဖြစ်လို့3ညာဘဝ5ပေါ့နော်3ညာ5ပြိမ့်မှာဒီမှာ3ခွင်ဆိုပြီးတော့3ညာပြိမ့်ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်ရလဲ3ညာရဒီက3ရပေါ့နော် ၃ညာ၃ပေါင်းချင်းဒီ၃ဖြစ်လို့၃ပါဝါ၈၃၈ဒီဒီမှာပြိ၃၈ပြိမှာ၃ညာ၈ဆိုတော့၈ပြိထွက်တယ်။ဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်ဒီ၃ရဲ့ဒီက၃ညာရေပေါ့နော်။ပြိလဲကျွန်တော်နှစ်လိုင်းပြရမှာပေါ့နော်။၃ရဲ့၃ညာရေပေါင်းချင်းဒီ၃ဖြစ်လို့၃ပါဝါ၈၃၈ပြိဆိုလဲကျွန်တော်ဒီမှာ၂၁ဆိုပြီးတော့၃ပြိထွက်တယ်ပေါ့နော်။ဒါဆိုကျွန်တော်ဒီမှာဒီ၃ညာရေ၂ရေဒီနှလုံးပေါင်းချင်းဒီ၂ဖြစ်လို့နှစ်ပါဝါခွန်းနှစ်ခွန်းပြိတ်မှာလဲ၉၈ဆိုပြီးတော့ခွန်းပြိတ်ထွက်တယ်ဗျ။ ဒါဆိုကျွန်တော်ဒီမှာဒီနှစ်ရ9ရပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့1ပါဝါ6 1 6ဒီ break ဆိုရင်တော့ကျွန်တော်ဒီမှာဒီတစ်ပိုင်ကိုပဲမောင်မောင်နဲ့တက်မလာဘူးကိုဟုတ်ကဲ့ပါဗျာနော်အကိုကမကြိုက်ရင်တော့မတုံးပါနဲ့ဗျာနော်ကျွန်တော်ကတော့ကျွန်တော်ရဲ့တွက်ဆိုင်အရာတော့ကျွန်တော်မြင်နေတွေ့ရလေးတော့ချပြပေးခြင်းဖြစ်ပါလေဗျာဟုတ်ကဲ့ပါဗျာနော်ကျေးဇူးတင်ပါလေဗျာဒီမှာဒီကျွန်တော်တို့နှစ်ကိုပေါင်းခြင်းဒီတစ်ဖြစ်လို့1ပါဝါ6 1 6ဒီ break ဆိုရင်တော့ကျွန်တော်ဒီမှာဒီတွဲထားရင်တော့ break နဲ့ကပ်ညီရတော့မပါဘူးပေါ့နော်

ိုချိုင်းနဲ့ကျွန်တော်ကတော့တစ်ကြိုက်တယ်ဗျာဟုတ်ကဲ့ဗျာနော်အကြိုက်ကိုတော့ကစားပါဗျာကျွန်တော်ဒီမှာဒီ3ရခွင်ရဒီရ8ကေပေါ့နော်3 8ပေါင်းချင်းဒီ8ဖြစ်လို့8ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာ break ဗျာသုံးခွင်ရှိသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ပါဝါသုံးရှစ်သုံးပြိတ်ပေါ့နော်ရှစ်သုံးပြိတ်မှာ၃ည၈ဆိုတော့ကျွန်တော်တို့ဒီမှာရှစ်ပြိတ်ထွက်တယ်ဗျာ ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီလဲခွင်ရှစ်ကပေါင်းချင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့ရှစ်ခွင်ရှစ်3ပေါင်းချင်းဒီကျွန်တော်တို့ရှစ်ဖြစ်လို့ရှစ်ပါဝါဒီ3ရှစ်3ဒီလဲကျွန်တော်ဒီမှာပြတဲ့ဒီရှစ်3ပြိမ့်မှာလဲ1 1ဆိုတော့3ပြိမ့်ထွက်တယ်ဗျ။အဲ့ဒီနောက်တစ်ပြန်ဒီကျွန်တော်တို့၈ရဲ့တက်ကပေါင်းချင်းဒီ၉၉နဲ့ဒီက၃နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းချင်းဒီ၂ဖြစ်လို့၂ပါဝါဒီခွန်း၂ခွန်းဒီကျွန်တော်ဒီမှာ break ပေါ့နော် ဒီနှစ်ခွန်ပရိတ်မှာလဲကျွန်တော်တို့68ဆိုတော့ခွန်ပရိတ်ထွက်တယ်ဗျဒါဆိုရင်တော့ဒီနေ့မှာ break line ဒီ1ရဲ့8ကပေါင်းခြင်းဒီ9 9နဲ့ဒီရဲ့8နဲ့ပေါင်းတော့ခွန်ဒီ3လုံးပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ power ဒီနှစ်ခွန်နှစ်ဒီလဲကျွန်တော်ဒီမှာ break ပဲတွေ့ရတယ်ဗျကိုမရကြိုင်းနေတဲ့အော်တုံးပေါ့နော်မောင်မောင်နဲ့ brain နဲ့မကရင်ဖောက်မှာတဲ့ဟုတ်ကဲ့ပါဗျာနော် brain နဲ့မကရင်ဖောက်မှာဆိုပြီးမှကျွန်တော်ဒီမှာတီးတော့ပေါ့နော် ီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့ခွင်းနှစ်ပရိတ်ရှိတယ်။ဒါဆိုရင်ကျွန်တော်ဒီခွင်းနှစ်ပရိတ်လမ်းဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီ၃တဲ့အချိန်ဒီကိုလေးအချိန်နဲ့တွဲရင်အပြည့်ပေါက်ဖြစ်နေတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာတွဲမယ်ဆိုရင်၃တဲ့ကိုကိုလေးနဲ့တွဲရင်ကျွန်တော်တို့က၃ဆိုတဲ့နှစ်ပရိတ်ပါမယ်။၃လေးဆိုတဲ့ခွင်းပရိတ်ပေါ့နော်။အားလုံးမနားလေကြမယ်ထင်တယ်ဗျာဒီမှာဒီ break line နဲ့ကျွန်တော်တို့ကဗရိတ်ဒီဒီ break line ဆက်ပေးရင်ကျွန်တော်တို့ကဒီတွက်ဆိုင်ဒီလဲပောက်ကနေဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ 3ကိုဆိုရင်ကျွန်တော်တို့2ပြိတ်ပါမယ်3လေးဆိုရင်ကျွန်တော်တို့ခွန်ပြိတ်ပါမယ်ပေါ့နော်အားလုံးပဲနားလည်မယ်ထင်တယ်ဗျဒီကောင်ဒီလဲကျွန်တော်တို့အမှန်အပြည့်ယူလိုက်မယ်ဆိုရင်တော့ခွန်နှစ်3ညဒီပြိတ်လို့ဖြစ်သွားနိုင်တယ်ပေါ့နော်ခွန်နှစ်3ညပြိတ်ဆိုရင်တော့ကျွန်တော်ဒီမှာ1ကိုဆိုပြီးတော့လဲပါအောင်မယ်ဗျအမေမင်းနဲ့၃ခုအကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်ကတော့ခဏန်းလေးတော့စီပေးထားမယ်ပေါ့နော်အကိုမတို့ကြိုက်နေတဲ့ရင်တော့၃ ကျွန်တော်30ရက်တင်း9ရက်ဆိုပြီးတော့နှစ်ကွက်တော့ထပ်ထည့်ပေးမှာပေါ့နော်တစ်ပိုင်းနဲ့တော့ကိုရှိုင်းရဲ့မှန်ချင်းမှဒီအဓိကမဟုတ်ပါဘူးတဲ့ဆေးရံနဲ့ရှာပေးခြင်းကိုလေးစားပြီးသားပါတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့မှလည်းဒီလိုတွက်ဆိုင်နဲ့ပြဖို့ဆိုရလဲမလွယ်တော့မလွယ်ဘူးပေါ့နော်အချိန်ပေးရတယ်ဗျာအချိန်ပေးရတယ်အာရုံစက်ရတယ်ပေါ့နော်တခါတည်းမှာဆိုကျွန်တော်တို့ခေါင်းတွေပါလေကြိုက်တဲ့အတွက်ဆေးတောင်လောက်ပါလေဗျာနော်ဒါကလည်းကိုမတို့သိချင်းမှလည်းသိမယ် ်အကိုမတို့တကယ်ကိုယ်တိုင်ရှာကြည့်ရင်တော့ခံစားမှုပါလိမ့်မယ်ဗျာနော်အလိုမန်းဟုတ်ကဲ့ပါကျွန်တော် တွေ့ပြတာလေးဒီလေကျွန်တော်ကတော့ပေါကနန်းလေးတွေဖြစ်စီကျင်တာပေါ့နော်ကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီမှာ3တင်နဲ့6လေးပဲကျွန်တော်တွဲပေးမယ်တွဲပေးပြီးတော့မှကျွန်တော်တက်ပိုင်ကိုပဲတချောက်ဖရေရောင်တွဲလိုက်တော့မှာပေါ့နော်အကိုမတို့ကဒီနေရာမှာတော့အဆင်ပြေတယ်လို့တော့ကစားပေါ့နော်အောင်သူရဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာကျွန်တော်လည်းကနန်းနေအများကြီးမထုတ်ချင်တော့ဘူးပေါ့နော်ကနန်းနေအများကြီးထုတ်ရင်လည်း မှန်ရင်တော့ကောင်းတယ်ပေါ့နော်မမှန်ရင်တော့ကိုမတို့မှနင့်နာတာဖြစ်တဲ့အတွက်တန်ဝင်းတဲ့ဘူမွေးနေတာတဲ့ဗရိတ်မွေးရလားမသိဘူးပြနော်ဗရိတ်ဆိုရင်တော့မွေးပါဗျာကျွန်တော်ရဲ့ဗရိတ်ဒီဒီဘက်တွေ3.5ဗရိတ်ရှိသေးတယ်ပေါ့နော်3.5ဗရိတ်ရှိတယ်1.6ဗရိတ်ရှိတယ်ဗျာ ဘဝိရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျလာမင်းမင်းနဲ့38ရန်ပေးပါတဲ့38ကဘာပြောလဲမသိဘူးနော်ဩဟုတ်ကဲ့ပါဗျာနော်38ကလည်းထည့်ရမယ်ဗျဟုတ်တယ်ဗျာပရိတ်လိုင်းနဲ့တော့ကျွန်တော်တို့ကွက်တီတော့ကြားတယ်ပေါ့နော်ပါပါ38ဆိုဆိုဆိုတေးပါပါတော့ဒီမှာတော့ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့1ချိန်နေတည်တော့ ဒီဘက်က3-3အချိန်ဒီ2-9နဲ့တွဲရင်လည်းအပြီးပေါ်တော့ပေးတယ်ပေါ့နော်ဒီမှာလည်း3-3အချိန်ဒီ3-9နဲ့တွဲရင်လည်းအပြီးပေါ်တော့ပေးတယ်ဒီမှာ2-3ကို3-8နဲ့တွဲရင်လည်းအပြီးပေါ်ပေးတယ်ဒီ2-3ကို8-1နဲ့တွဲရင်လည်းအပြီးပေါ်တော့ပေးတယ်ပေါ့နော်ဒီပင်နေမှာတော့ဒီမှာလည်းကျွန်တော်တို့ဒီ9-1အချိန်ကို6-1နဲ့တွဲရင်လည်းကျွန်တော်တို့2-1ဆိုပြီးအပြီးပေါ်ပေးတယ်ဒီမှာလည်း9-1အချိန်ကို8-1နဲ့တွဲရင်လည်းကျွန်တော်တို့2-1ဆိုပြီးတော့အပြီးပေါ်ပေးတယ်ဗျဒီမှာတော့ကျွန်တော်တို့ဒီ6-5အချိန်ဒီ ဒီ၄ကိုးနဲ့တွဲမှာပဲအပြည့်ပေါက်ပေးတယ်ပေါ့နော်ဒီရှင်းငါအချင်းကိုဒီဘက်က၈တက်နဲ့တွဲရင်တော့ဒီမှာတော့ကျွန်တော်တို့၈ပိုင်းပဲပေးသွားတယ်ဗျာဒါပေမဲ့လည်းဒီ၃တက်အချင်းဒီကိုးလေးအချင်းနဲ့အပြည့်ပေါက်ပေးတယ်ဒီ၃တက်အချင်းဒီဒီ၈တက်အချင်းနဲ့အပြည့်ပေါက်လည်းပေးသွားနိုင်တယ်သို့မဟုတ်ကျွန်တော်တို့တူညီရောပဲလုံးမိုင်လည်းပေးသွားနိုင်တယ်ပေါ့နော်ဒီမှာဒီရှင်းငါအချင်း၈တက်အချင်းမူကျတော့အပြည့်ပေါက်မပေးဘဲနဲ့ရှစ်ဘူးလို့ရှစ်တက်တို့မပေးဘဲနဲ့ပေါ့နော်ဒီမှာတော့ကိုးရှစ်ဆိုပြီးပေးသွားတယ်တိုးပေမဲ့ တူညီတဲ့လုံးပိုင်းဒီ၈ပိုင်းပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီ3တက်အချိန်8တက်အချိန်ဆိုတော့အပြည့်ပေါ်ပေးမသွားဘူးဆိုရင်ကျွန်တော်တို့လုံးပိုင်းဒီ၁ပိုင်းတော့ပေးသွားမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဗျာဟုတ်ကြည့်တာဟုတ်ပါတယ်ဟုတ်ကဲ့ပါဗျာနော်38ရံပေးပါပါတယ်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီမှာတော့ကျွန်တော်ခွေမယ်ဆိုရင်တော့ခဏ၅လုံးခွေမှာပေါ့နော်39 4ရှစ်ပေါ့နော်39 4ရှစ်ဆိုတော့ခဏ၅လုံးခွေရင်တော့ခဏဒီ10ခွက်ထွက်မယ်ဗျာအကိုမတို့က ဲ့ဒါလည်းကဏ္ဍနေများကွက်မယ်ထင်တယ်ပေါ့နော်ကျိန်းနေတက်မှလည်းသုံးပြဒါဆိုရင်တော့ဒီမှာဒီကျွန်တော်38တကွက်ပဲထည့်ပေးလိုက်မှာပေါ့နော်ကျွန်တော်လည်းကဏ္ဍနေအများကြီးတော့မထည့်ချင်တော့ဘူးပြအဲ့လိုမဲ့ကျွန်တော်ရှင်းပြလေးနားလည်မဲ့ထင်တယ်ပေါ့နော်ကျွန်တော်ဒီလဲဆရာကြီးတော့မဟုတ်ပါဘူးဗျမြင်တာတွေ့တာလေးကိုတော့ကိုမားတွေအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ချပြပေးနေခြင်းဖြစ်တယ်ပေါ့နော် အမှန်မှန်ရှိတာဖြစ်တဲ့အတွက်အကိုမတို့အကြိုက်ပါမှာလည်းသုံးပါဗျ။ဒါဆိုကျွန်တော်ဒီမှာဒီ3934 19 1430 3 8ပေါ့เนาะကျွန်တော်1ပိုင်းနဲ့တော့ပို့ပြီးတော့အတာလည်းဖြစ်တဲ့အတွက်1နဲ့တော့ခဏနည်းနည်းများတယ်ပေါ့เนาะဟုတ်ကဲ့ပါအဲ့လိုမဲ့ကျွန်တော်ဒီနေ့မှာတွက်ပြတဲ့ခဏန်းလေးဒီပေါက်ခဏန်းလေးဖြစ်ပါသေးလို့ဆူတောင်းပေးပါတယ်ဗျကျွန်တော်ရေကိုမကြီးကြိုက်တဲ့ခဏန်းဒီလည်း7နိုင်တမိနဲ့ထွက်မဲ့ခဏန်းလေးထပ်တူကြပါသေးပေါ့เนาะကျွန်တော်ဒီနေ့မှာဆိုရင်မနေ့ကညနေရပေါ့เนาะကျွန်တော်ညံ့သွားရလဲပါတယ်ပေါ့ ကျွန်တော်တို့မမြင်လိုက်မမြင်လိုက်တာပေါ့နော်မနေ့ကညနေရဆိုကျွန်တော်အမှန်တကယ်ဒီ break တစ်လုံးနဲ့တော့မယူလို့ရတယ်ဗျမနေ့က break ဒီကျွန်တော်ကနှစ်ခွန်လေး break တွေ့ထားတယ်ပေါ့နော်နှစ်ခွန်လေး break တွေ့ထားတယ်ကျွန်တော်ဒီမှာဒီဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့ရှစ်ဆိုပြီးတော့ဖြစ်တယ်ဗျအဲ့တော့ဒီမှာရှစ်ရဲ့ရှစ်ကပေါင်းချင်းဒီ6ပေါ့နော်ဒီက9နှစ်ရဲ့နှစ်နှစ်နောက်ပိတ်ရဲ့သူ့ရဲ့တပင်ကျော် break ရဲ့ပေါင်းချင်းဒီ10လို့ဖြစ်တယ် ဒီမှာဒီလဲကျွန်တော်တို့၈၁ကတင်းနောက်ဘက်ရဲ့သူ့ရဲ့တပင်ကျော်ဘရိတ်ပေါင်းချင်းဒီကျွန်တော်တို့၈ဆိုပြီးတော့ဖြစ်တယ်ဗျဒီမှာလဲကျွန်တော်တို့၈ဘူးဟာ၈နောက်ဘက်ရဲ့သူ့ရဲ့တပင်ကျော်ဘရိတ်ကပေါင်းချင်းဒီကျွန်တော်တို့၈ဆိုပြီးတော့ဖြစ်တယ်ဒီမှာလဲကျွန်တော်တို့၃၄ဟာ၄နောက်ဘက်ဒီသူ့ရဲ့တပင်ကျော်ဘရိတ်နဲ့ပေါင်းချင်းဒီ၈ဆိုပြီးဖြစ်ရမယ်ဆိုရင်မနေ့ကကျွန်တော်ဒီဟာလေးကမြင်ခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဘရိတ်ဒီတစ်လုံးနဲ့ဘရိတ်ထိုးရမယ်ဗျမနေ့ကဆိုရင်တော့၄ဘရိတ်ပေါ့နော်ဒီ shift ဖြစ်ချင်းဒီတော့နည်းနည်းတော့များသွားပြီပေါ့နော် တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်တော့ဖြစ်သွားပြီဒီနေ့မှထပ်ပေးအောင်မလားပေါ့နော်ရှေ့ဖြစ်ချင်းဒီတော့အဲ့လိုမဲ့ကျွန်တော်ရှင်းပြလေးနားလည်မယ်ထင်တယ်ပေါ့နော်ဒါကတော့ညံ့နေအတွက်ဖြစ်တယ်ဗျာကျွန်တော်ဒီမှာ၃ခွင်ဟာခွင်နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပရိတ်နဲ့ပေါင်းခြင်းဒီကျွန်တော်ရှေ့ထပ်ဖြစ်အောင်မလားပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီ၃ခွင်ဟာခွင်နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပရိတ်နဲ့ပေါင်းခြင်းဒီရှေ့လို့ဆက်ဖြစ်မယ်ဆိုရင်တော့ညံ့နေမှာကျွန်တော်ဒီမှာဒီတက်ပလေးကိုတွေးထားတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးမဲ့ဒါလေးလည်းနားလည်မယ်ထင်တယ်ပါ ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ရဲ့ခဏန်းကတော့ဒါပါပဲဗျเนาะကျွန်တော်ခဏန်း9ကွက်တင်ပေးလိုက်ပါတယ်ဗျကျွန်တော်တင်ပေးတဲ့ခဏန်းလေးဒီပေါကနန်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးမဲအကိုမတွေအကြိုက်ဒီလဲပေါကနန်းဖြစ်ပါစေပေါ့เนาะကံကောင်းကြပါစေဗျဘိုင်းဘိုင်း see you ပါအားလုံးမဲ